ဒုထွေးကညီကိုများအားလုံးမင်္ဂလာပါကျွန်တော်ခက်လူပါအခုဆက်လက်ပြီးတော့နကြကောင်းရဲ့အလုတ်လုတ်ပုံကိုပုံမိုပြီးတော့သဘောပေါက်အောင်အတွက်နကြကောင်းရဲ့ဖွဲ့စည်းတိဆောက်ပုံမှာပါရှိတဲ့ပင်တွေအကြောင်းကိုကျွန်တော်ပုံဆွဲပြီးတော့ရှင်းပြလိုပါတယ်အခုမြေတွင်းနေရာကတော့ဒါနကြကောင်းရဲ့ပုံစံဖြစ်ပါတယ်ပင်6ခုတွေ့ရပါမယ်1 2 3 4 5 6ဒီပုံစံကတော့ ကျွန်တော်တိုင်းတာထားတာကတော့ဒါ830 U00 မှာအသုံးပြုထားတဲ့နကြက်ကောင်းရဲ့ပုံစံပါအခု MI တွေမှာကြတော့ဒါနကြက်ပင်ရေတွဲပုံချင်းကတော့မတူတော့ပါဘူးအရင်ကပုံစံမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေတွဲတဲ့အခါမှာ GND ပင်ကစပြီးတော့1 2 3 4 5 6ဆိုပြီးတော့ပင်ကို ရေတွဲပါတယ်ဒီတော့နကြက်ကောင်းမှာပင်6ခုရှိတယ်အဲ့ဒီနကြက်ကောင်းမှာပင်6ခုရှိတဲ့အခါမှာကျွန်တော်မီတာနဲ့လိုက်ပြီးတော့တိုင်ကြည့်လို့ရှိရင် ပင်ရဲ့အနေအထားကဒီဘက်ကပင်သည်ဒီဘက်ကိုငုတ်တစ်ခုထွင်းနေတယ်ဒီဘက်က GND ပင်သည်လည်းပဲငုတ်တစ်ခုထွင်းနေတယ်ဒီဘက်ကပင်သည်လည်းပဲငုတ်တစ်ခုထွင်းနေတယ်ဒီထိတ်မှရှိတဲ့ပင်တစ်ခုကဒီလိုပုံစံလေးငုတ်ထွင်းနေပါတယ်အဲကောင်ကိုကျွန်တော်တို့ဒီနကြက်ကောင်ထိုးလိုက်တဲ့အခါမှာပင်တွေဘလို့ပူးသွားတယ်လေဆိုတာကိုသိအောင်အတွက်ကျွန်တော်ပုံစံပြထားပါတယ်ဒီနကြက်ကောင်ကနေပြီးတော့ဒီပင်တစ်ခုကိုလာပြီးတော့ထိပါတယ်ဒီပင်တစ်ခုကိုလာပြီးတော့ထိမယ် ဲ့ဒီအခါဒီပင်တစ်ခုသည်နကြက်ကောင်ထိုးလိုက်တဲ့အချိန်မှာဒီပင်တစ်ခုဟာပူသွားပါမယ်။နောက်ပြီးလို့ရှိရင်နံပါတ်1ပင်ဖြစ်တဲ့ဒီကောင်နံပါတ်1ပင်ဒီဒီမှာနကြက်ရဲ့ဒုတိယအဆင့်အဲ့ဒီမှာသွားပြီးတော့ဒီဘူးကနေပြီးတော့သွားထိမှာဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်နံပါတ်1ကကြတော့ဒီမှာအဆုံးမှာရှိနေတဲ့အရင်နေရာမှာသွားပြီးတော့ထိမယ်။အဲ့ကောင်ပြီးပြီးလို့ရှိရင်နံပါတ်6ရဲ့နေရာကလည်းပဲအဲ့ဒီဘူးမှာသွားပြီးတော့ထိမှာဖြစ်ပါတယ်။ ဒါနကြက်ထိုးလိုက်တဲ့အခြေအနေမှာဖြစ်သွားမဲ့ပုံပါနကြက်မထိုးထားဘူးဆိုလို့ရှိရင်သူတို့ပင်တွေဟာတပင်နဲ့တပင်မပူပင်နဲ့သူ့ဟာနဲ့သူအလွတ်စီရှိနေပါမယ်ဒါတော့ပင်6ခုရှိမယ်အဲ့ဒီပင်6ခုမှာကျွန်တော်တို့ဗားတဲ့အလုပ်လုပ်ဖို့အတွက်ဒီကောင်တွေရှိနေတာလေးဆိုတာကိုကြည့်လို့ရှိရင်ဒီမှာနံပါတ်1ပင်က GND မီတာနဲ့တန်းကြည့်လို့ရှိရင်အတန်မီမဲ့ပင်ဖြစ်ပါတယ်ဒါက GND ပြီးလို့ရှိရင်ဒီလမ်းကြောင်းဒီ FN ရဲ့ RX n ပြီးလို့ရှိရင် fn ရဲ့ ant antenna fn နကြက်ထိုးထားပြီးတော့ fn radio နားထောင်တဲ့အခါမှာ fn radio အတန်လိုင်းတွေကိုဖမ်းပေးဖို့အတွက်အသုံးပြုတာကလည်းပဲဒီ gnd ပင်ကပဲ wifi bluetooth fn ဆိုတဲ့ ic နဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်မှာဖြစ်ပါတယ်နောက်ပြီးတော့နံပါတ်2ပင်ကတော့ hbr လို့ရေးထားပါတယ် hbr ဆိုတာဒီ headphone rifle ပေါ့နော် နကြက်ရဲ့ညာဖက်အတန်ထွဲဖို့စပီကာအတန်ထွဲဖို့အတွက်အသုံးပြုတဲ့ဘင်ဖြစ်တယ်။နောက်ပြီးလို့ရှိရင် HP A ကတော့ဘယ်ဖက်ဟိတ်ဖုန်းရဲ့ဘယ်ဖက်စပီကာအတန်ထွဲဖို့အတွက်အသုံးပြုထားတဲ့ဘင်ဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်နံပါတ်4ကကြတော့ D-TEC ဘင်ပါ။ပထမနကြက်မထိုးခင်အခြေအနေမှာဆိုလို့ရှိရင်သူဒီ1.8ဗိုလ်တစ်ခုကြိုတင်ပြီးတော့ရောက်နေမယ်။ဒါကတော့ high level ပဲပါ။နကြက်ထိုးလိုက်တဲ့အခါမှာသူဒီ ပင်တွေအကုန်လုံးက ground ကျပြီးတော့ဒီ number 1 ground နဲ့ဒီကောင်တွေဟာအကုန်ပူးသွားတဲ့အတွက်ကြောင့်ဒီမှာရှိနေတဲ့1.8ဖို့ဒီ0ဖို့အဖြစ်ပြောင်းသွားမယ် low level ကိုပြောင်းသွားမယ်အဲ့ဒီအခါမှာမှ single တွေတစ်ခုအနေနဲ့ CPU ကိုသွားပြီးတော့နှကြက်ထိုးလိုက်ပြီဆိုတာကိုအတိပေးမှာဖြစ်ပါတယ် number 9ကတော့ဒါကအလွတ်ပင်ပါမီတာနဲ့တန်းကြည့်လို့ရှိရင်ကျွန်တော်တို့ 0L ဆိုပြီးတော့ဘာ condition မှပြမှာမဟုတ်တော့လို့အပန်လင်းညီမှာမဟုတ်ပါဘူးဒါကတော့အလွတ်ပင်ပါနံပါတ်6ကတော့ mic positive negative mic အတွက်အသုံးပြုထားတဲ့ဘောပေတဲ့လမ်းကြောင်းရော mic အတွက်အတန်ထွက်မဲ့ဟာရော mic ရဲ့ negative လမ်းကြောင်းရောပေါ့ဒါက mic အတွက်အသုံးပြုမဲ့ပင်ဖြစ်ပါတယ်ဒီတော့ငကြက်မှာပင်6ခုရှိနေတာဒီဘာတွေပါမလဲဆိုတော့ radio တွေ FM radio တွေစသည်ဖြင့်နားထောင်တဲ့အခါမှာအဲ့ဒီ line တွေကိုဖမ်းပေးဖို့အတွက်လမ်းကြောင်းပါမယ်ပြီးလို့ရှိရင်ငကြက်ရဲ့ဘယ်ဘက်က စပီကာအတန်ထွဲဖို့ညာဖက်ကစပီကာအတန်ထွဲဖို့အတွက်အသုံးပြုတဲ့ပင်ပါမယ်ပြီးလို့ရှိရင်ငကြထိုးထားတယ်ဆိုတာကို CPU ကိုအတိပြဖို့အတွက် detect ပင်တစ်ခုပါပါမယ်အဲ့ဒီ detect ကတော့ high level ကနေ low level ကို ပြောင်းချင်း low level ကနေ high level ကိုပြောင်းချင်းစနစ်နှမျိုးရှိပါတယ်နောက်တစ်ခုကတော့အလွတ်ပင် ဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်နံပါတ်6ပင်ကတော့ဒါက mic အတွက်ငကြမှာပါတဲ့ mic အတွက် သုံးပြုမဲ့ပင်ဖြစ်ပါတယ်။ငကြက်မှာပါတဲ့မိုက်အသုံးပြုလို့မရဘူး။ကော့ဖဲကပြောတာကိုသူများမကြားရဘူး။ငကြက်မှာမိုက်ကောင်းရဲ့သားနဲ့ဒီစာကဲအေရာ ဖြစ်လို့ရှိရင်ဒီနံပါတ်6နဲ့ပတ်သက်တဲ့ပင်ကိုလမ်းကြောင်းလိုက်ရမှာဖြစ်ပါတယ်။ဟုတ်ပါပြီ။ဒါကတော့ငကြက်အလုတ်လုတ်ပုံငကြက်မှာပါတဲ့ပင်တွေ6ခုရဲ့အမျိုးအမည်ဘလို့အလုတ်လုတ်တယ်လေဆိုတာကိုအကျံဖြင့်အဖြင့်ကျွန်တော် ုံဆွေးပြီးရှင်းပြခြင်းဖြစ်ပါတယ်။ဒံယာကန်အပိုင်းကိုလဲလာတဲ့အခါမှာကျွန်တော်တို့ဒါကိုပို့ပြီးတော့အသေးစိတ်သိရှိရမှာဖြစ်ပါတယ်။အခုကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။